သူမမိသားစုဝင်တွေစုံပေါင်းသွားမှအ धिक တာဝန်ယူရမယ့်သူတွေကိုထုတ်ပေါ်ပြောဆိုလိုက်တဲ့ဒုက္ခတိုင်းမုံရဲ့ကျင်းရသူတမီမင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်ကြောင်းရာလေးကတော့အိနေ channel နေနိုင်မယ့် Sky Villa လို့ကွန်တိုမျိုးမှာမှသူမရဲ့မိခင်ဖြစ်သူဘလို့ကြောင်းရာကြောင်းတော့ရောက်နေထိုင်ဖြစ်တယ်ဆိုတာကိုထုတ်ပေါ်ပြောဆိုလာရင်သူမရဲ့မိသားစုတွေစုံပေါင်းသွားခြင်းမှာ Villa ရဲ့တာဝန်တွေအများကြီးရှိတယ်လို့ထုတ်ပေါ်ပြောဆိုလာသူဒုက္ခတိုင်းမုံစိန်တိုက်ရဲ့ကျင်းရသူတမီငယ်လေးကြောင်းကိုဖော်ပြတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင် 你妹子，你 thuê 沙包过 ဤစိန်မွေးရဲ့ပိုင်ရှင်တရားဖြစ်သလိုဒုက္ခတိုင်မုံရဲ့အငယ်ဆုံးသမီးလေးဖြစ်တဲ့မန်နီစီလေးဝေးတော်ဆိုးဝါးလာတဲ့ငလင်ပေးကြီးမှာသူမရဲ့မိခင်နဲ့သူမရဲ့အမားဖြစ်သူမိသားစုတစ်ခုလုံးကိုဆုံးရှုံးခဲ့ရသူပဲဖြစ်ပါရည်ဒီလိုကြေခဲ့ဝေးရဖြစ်ရဲ့ကြီးကြောင့်လေမန်နီစီလေးဝေးဟာသူမရဲ့ဆုံးရှုံးလိုက်ရတဲ့မိသားစုတွေအတွက်လုံးဝကုန်မဖြည့်ဆည်းမရနိုင်ဖြစ်နေကြတာလည်းဖြစ်ပါရည်ဒုက္ခတိုင်မုံစိတ်တိုင်းမိသားစုဟာလေးလွာမှနေရတာဖြစ်ပြီးအောက်ကိုပြေးဆင်းဖို့ဘာမှမရှိတဲ့ချိန်လေးတောင်မှမရပဲဝုန်းစိုးအဆအိုးကြီးတစ်ခုလုံးတန်းပြူသွားခြင်းကသူမခုချိန်ဒီစဉ်းစားမရဖြစ်နေ င်ကြောင့်ခုလိုပေါက်ကွဲပြောလာခဲ့တာပဲဖြစ်ပါတယ်။ငါကွာကွန်တိုကြီးတခုလုံးဒီလောက်ကျန်းတဲ့အချိန်ကြောင့်လှုပ်လို့ပြောတာကိုပြစ်မပြောပါဘူး။ချက်ချင်းကြီးမပြောကြပဲအချိန်35မိနစ်လောက်ချိန်ရရင်ငါမေငါမငါကိုနဲ့ငါသမီးလို့ပြင်အခြားလူပေါင်းရာချီပါလုခင်ပါလိ။အခုဆိုရင်တော့ငါတွေ့နေရတာ28ရက်နေလောက်ခဲ့မှုကြောင့်အခုမှပြူတာဆိုတာလက်ခံလို့ရှာသေးတယ်လေအခုကငါမေနဲ့ငါမကပြေးဖို့အချိန်လေးတခုတောင်မှမရခဲ့ဘူးငါမေကညံရဲကောင်းတဲ့သူမလို့အမေပီသားတဲ့သူမို့ပြေးဖို့အချိန်လေးသာရခဲ့ရင် ငါမနဲ့ငါသမီးလေးလက်ကိုဆွဲပြီးတော့ပြေးခဲ့မှလေ။အခုအားငါတို့သမီးလေးနားကိုငါမေငါမငါကိုနဲ့ဝန်တန်းလေးနှစ်ယောက်ပြေးဖက်ခြားကြတာတယောက်နဲ့တယောက်တောင်မှ gain လို့မမိခင်မှာပြိုကျရလောက်တဲ့အထိဘလောက်ထိစုပ်ပဲ့စွာစောက်ထားတာလေ။ငါဖေကချက်နေအိမ်အမေကိုဝယ်ပေးထားတာတော့အမေက security ကောင်းကောင်းရှိပြီးတော့ရေတွေကိုကြည့်ရတာကြိုက်တဲ့သူမို့ ရေစစ်ကန်ကြီးကိုကြည့်ချင်တာမလို့ဒီကွန်ဒိုကိုစိတ်ချစွာယုံကြည်စွာနဲ့ရွေးချယ်ခဲ့တာလေအခုငါမေငါမငါကိုနဲ့ငါတို့မလေးအတန်းနဲ့ငါမိသားစုလိုနေခဲ့ကြတဲ့ဝန်ထမ်းတွေအတက်ကိုဘလို့ပြန်ယူပေးမလဲဒါတောင်မှကိုရီကအာချွတ်မတဲ့ကိုလူအားနဲ့ကိုရှာလို့အသက်ရှင်ရတဲ့ယောက်နဲ့အမေတို့အမားတို့ဓာတ်ပေါ်ကြီးကိုရှာခဲ့တာလေဓာတ်ပေါ်ကြီးရာချီခုထိမထုတ်ရသေးတာတွေဒီလ9ရက်10ရက်ကမှလက်လက်ဆက်ဆက်ထွက်လာတဲ့ body တွေကကဲဆဲဖို့အချိန်အောင်နေခဲ့လို့မဟုတ်ဘူးလား အသက်ပေါင်းရခြင်းကိုအခုဘလို့ပြန်တာဝန်ရှိမလဲမိသားစုတွေလူတွေမစုံတော့တာဘလို့တာဝန်ယူပေးကြမလဲစကိုင်းမီလာကွန်တို့ကတာဝန်ရှိသူတွေပြောကြပါပြင်းထုံရှိသည့်ခံနိုင်နေဆိုဆရာပိုင်ဆရာမလို့ပြောတာကိုလက်ခံပါရင်ဘာလို့ပြေးဖို့အချိန်များလောက်အောင်ထိဝုန်းကနေချက်ချင်းကြီးပြိုကျသွားလာအောင်ထိဘလို့ရေးဆောက်ခဲ့တာလေအခုဆိုမိဘနှစ်ပါးလုံးနဲ့တအိုးရဲတော့ညီမလေးမရှိတော့တဲ့ငါသားကြီးရဲ့35နှစ်ပေါင်းလာတဲ့မိမအချစ်အရဆုံးသမီးကြီးအာကိုရတဲ့တမန်နဲ့အချစ်အရဆုံးမြေးလေးမရှိတော့တဲ့ငါဖေရဲ့ အချစ်ရဆုံးအမေနဲ့အမချစ်ရတဲ့သမီးလေးရဲ့အားကိုးရတဲ့ခဲအိုမရှိတော့တဲ့ငါရဲ့ဒီအမေကနေတူဝါငိုနေတော့ငါသမီးလေးသုံးနှစ်တောင်မှမပြည့်သေးတဲ့ကလေးကမမီကိုလွမ်းလို့လားဖုန်းခေါ်ပေးမယ်လေးဆိုပြီးတော့ပြောတတ်နေပြီကလေးငယ်လေးကငငယ်လေးနဲ့ခန်းစားချက်ရနေရပြီ ါတို့မိသားစုလေးကနည်းနည်းလေးပါအရန်လေးပျော်စရာကောင်းသလိုအရန်လေးချစ်ကြတာပါငါတို့မိသားစုလေးကိုဘာလို့ခွဲကြတာလဲငါတို့သားလေးကိုရှင်ပြုတ်လည်းမပေးရသေးဘူးနှစ်တိုင်းတစ်ချံဆိုရင်ထွက်နေကြမိသားစုခီးလေးလည်းမထွက်လိုက်ရဘူးအမေနဲ့အမကလည်းငါ့ကိုနှုတ်ဆက်မသွားရဘူးငါကလည်းအမေနဲ့အမကိုစစ်တယ်စိတ်ချပါမပြောလိုက်ရဘူးငါအမေကလာခဲ့မယ့်ချိန်တည်းအားတင်းပြီးတော့စောင့်နေကြတာကိုငါတို့ကရေလေးတောင်မှမတိုက်လိုက်ရဘူးလေဘယ်လိုတာဝန်ရှိပေးမလဲကိုလိုတာဝန်ရှိသူတွေရဲ့ တနေ့သေးကြာမှာတည်ပေမဲ့နာမကျန်းလို့ပြုစုလိုက်ရလို့ဆိုရင်တောင်မှဖြစ်တာနိုင်ပေမဲ့28ရက်နေ့7နာရီ40မှာငါမိန်နဲ့ငါဖုံပြောခဲ့တာလေတမီးညက်နေအမေအားရင်ပြန်ဆက်မယ်ပြောခဲ့တာလေမိသားစု၄ယောက်လောက်ကတပြိုင်နက်တည်းနှုတ်မဆက်ပဲထွက်သွားတာလေအမေအင်းကြီးလေးတစ်ထည်တောင်မှအမတ်တရပြန်မရဘူးအမေနဲ့မှဖုံလေးတွေကနှုတ်လေးတွေကတည်တဲ့စာလေးတွေဖက်ချင်တာတောင်မှပြန်မရခဲ့ဘူးလေငါတို့လိုပဲခွဲခွာရတဲ့မိသားစုပေါင်းများစွာရောက်ရာချီကကိုတို့ရဲ့ပေါ်ရမှုကြောင့်ပြေးချိန်လေးတောင်မှများခဲ့ကြဘူးလေစတလာကမလို့ပြေးချိန်ပြန်ရင်ထားပါ လီလာကပါလမ်းလျှောက်ပြီးအလေကားတွေကအမြင်စင်နေကြပါပုံမှန်တိုင်းစင်းရတော့9မိနစ်မကြာပါဘူးအဲ့လိုပြေးစင်းဖို့တောင်မှအချိန်မရကြဘူးလေဆိုကကွန်တိုတောင်ဝင်ရှိသူတွေကိုတောင်ဝင်ရှိဖို့ပြောဆိုခဲ့တာကိုတွေ့ရတာပဲဖြစ်ပါတယ်တကယ်လို့သူမအနေနဲ့ဆုံးရှုံးမှုကြီးမာပြီးဖြည့်ဆည်းလို့မရနိုင်တော့တဲ့အရာကြီးဖြစ်နေတာစိတ်မကောင်းစရာပါပဲနော်ပရိသတ်ကြီးတို့ဤပရိသတ်ကြီးတို့ရဲ့ထင်မြင်ဥစားချက်လေးတွေကိုလည်းကွန်မန့်လေးထဲမှာပြောခဲ့ပေးပါအောင်ရှင်